အားလုံးပဲမိင်္ဂလာပါ Forever Ghana Facebook နဲ့ TRU Channel တို့ကနေကြိုဆိုပါရစေ။ကျုပ်ဒီကနေ့မနေ့အစောပိုင်းမှာတော့ Arsenal တင်းနဲ့ပတ်သက်တဲ့သတင်းကြောက်ရလေးနဲ့လောဆွေးနွေးသုံးသပ်ကြည့်အောင်။ဒါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒါဒီကနေ့ဆိုအင်ကာနီရောက်လာပြီဆိုတော့ဒီကနေ့ညမှာဒါ Champions League ပွဲစဉ်ရှိတယ်။ဒါ Arsenal ကအိမ်ကွင်းမှာဒါ Atletico Madrid ကိုအခန့်ရှင်ပြန်ကစားရမှာဖြစ်ပြီးတော့ဒါ ဒီပွဲစဉ်ကိုတော့ကျွန်တော်မြန်မာစံတော်ချိန်ည7:00နာရီခွဲမှာရှင်ပြန်ကစားတော့မှာဖြစ်တယ်။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မိခေးအာတီတာကဒါဒီကနေ့မှာ sorry မနေ့ကပေါ့လေဒါ ျွန်တော်တို့စံတော်ချိန်နဲ့ဆိုလို့ရှိရင်တော့မနေရပါဘူးဗျာဒါတို့စံတော်ချိန်နဲ့ဆိုရင်တော့ဒီကနေ့ပေါ့ဗျာဒါဒီကနေ့မှာဒါ MKR data ကဒါဘယ်လိုပြောရမလဲဟိုသတင်းစာအချို့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်ဒီအချို့သတင်းစာရှင်းလင်းပွဲမှာဆိုလို့ရှိရင်ဒါဒီဘယ်လိုပြောရမလဲမီဒီယာတွေရဲ့မေးမြန်းမှုအပေါ်မှာတော့ဒါ MKR data ကတတိပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ခက်ခဲမယ်ဆိုတော့ကျွန်တော်တို့သိပါတယ်ဒါကျွန်တော်တို့အနေနဲ့လည်းအကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်ထားပါတယ်ဆိုပြီးတော့ဒါတိုးတိုးတောင်းတောင်းနဲ့ဒါရှင်းရှင်းလင်းလင်းဖြေကြားထားတယ်နောက်တစ်နောက်တစ်မေးမြန်းမှု မှုတွေတဲမှာတော့ဒါ William Saliba ပေါ့လေ William Saliba ਨੇ ပတ်သက်ပြီးတော့ဒါ William Saliba ကကျွန်တော်ဖူဟန်နဲ့ပွဲပြီးမှဒါပြန်လာတဲ့ Basca ပေါ်မှာဒါ William Saliba က Atletico Madrid ပွဲစဉ်ကိုဒါအားပေးလာတယ်ဒါအားပေးလာတဲ့ video file နဲ့တနည်းအားဖြင့်တပ်ပုံတွေကဒါကျွန်တော် social media ပေါ်ဒီမှာတောက်လျှောက်ပြန့်နှံ့လျက်ရှိပြီးတော့ဒါဒီတဲနဲ့ပတ်သက်ပြီးတော့လည်း Mickey Arteta ကို media တချို့ကမေးမြန်းထားတယ်ဒီမေးမြန်းမှုအပေါ်မှာတော့ Mickey Arteta က ဒါကတကယ်ကိုကောင်းတဲ့အချက်ဖြစ်ပြီးတော့ကျွန်တော်တို့ဒီဒီပွဲစဉ်နဲ့ပတ်သက်ပြီးခက်ခဲလိမ့်မယ်ဒါကိုကစားသမားတွေကိုယ်တိုင်ကလည်းသိတာဖြစ်တဲ့တူကဒီလိုမျိုးပြုမှုမှုကကျွန်တော်တို့အာဆင်နဲ့အတင်းတို့အများကြီးကောင်းမွန်တဲ့ပြုမှုဖြစ်တယ်ဆိုပြီးတော့ဒါ MKR data ကဖြေချထားတယ်ဒါဒီကနေ့မှာတော့ဒါကျွန်တော်တို့ဒီကနေ့ကျွန်တော်စံတော်ချိန်မျိုးဆိုဒီကနေ့ညမှာကံမဲ့ပွဲစဉ်အတွက်ကိုလေဒါ training ပြုလုပ်တဲ့နေရာမှာလေဒါကျွန်တော်တို့ Piero AKP ကလည်း full training တွေကိုတော်တော်လေး strong mind ဖြစ်အောင်ဒါ training တွေပြုလုပ်နေရတွေ့ရတယ်။ဒါပြုရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါအခုဒဏ်ရာကနေရပြီးတော့ဒဏ်ရာရပြီးတော့ပြန်လာလိုက်ပျောက်လိုက်ဖြစ်နေတယ်ကျွန်တော် ban white ပေါ့လေ။ ban white ပတ်နေပတ်သက်ပြီးတော့လေ ban white လည်းဒါဒီကနေ့မှာ pooling training တွေပြုလုပ်နေတာကိုကျွန်တော်တို့တွေ့မြင်ခဲ့ရတယ်။ဒါကြောင့်ညီကိုတွေနဲ့ ဟောဘလို့ထင်လဲဗျာဒီလားတို့အာဆင်နဲ့အသင်းအနေနဲ့ဒါအတလက်တီကိုမက်ထရစ်နဲ့ပွဲစဉ်မှာဒါဘလို့မျိုးတီဒါအသုံးပြုသွားမယ်လို့ထင်မိလေဒါနောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ဒါအာဆင်နဲ့နီးစပ်တဲ့သတင်းဌာနတွေရေဖော်ပြချက်အရာပေါ့လေဒါပီအရိုအင်ကပီကကျွန်တော်အာဆင်နဲ့အသင်းအတွက်ဒါဒီကနေ့ညမှာကစားမင်းဒါချန်ပီယံလိပွဲစဉ်အတွက်ဒါမီခီအာတီတာကအကြိုက်ဆုံးကစားသမားတစ်ယောက်ဖြစ်ဒါသတ်မှတ်ထားလျက်ရှိတယ်ဆိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားတယ်ဒါတစ်ဆက်သေးမှာပဲနောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ နေဒါဟိုဘယ်လိုပြောမလဲအလန်ရှီးယားပေါ့လေအလန်ရှီးယားကကျွန်တော်တို့အာဆင်နယ်တင်းရဲ့တိုက်စစ်မှုဗီဒီယိုပရက်စ်နဲ့ပတ်သက်ပြီးတော့ဒါဘယ်လိုပြောမလဲသူ့အမြင်လေးတွေကိုဒါပြောကြားထားတာမျိုးရှိတယ်ဒါကပါလဲဆိုတော့အလန်ရှီးယားကဗီဒီယိုပရက်စ်အနေနဲ့အာဆင်နယ်တင်းကိုရောက်လာတာတကယ်ကိုကောင်းမွန်တဲ့ဒါရွေးချယ်မှုတွေကတခုဆိုတာကျွန်တော်တို့ဒါယုံကြည်တယ်ဒါပြောရည်ဆိုလို့ရှိရင်ဗီဒီယိုပရက်စ်အနေနဲ့က ဘယ်လိုပြောမလဲသူ့အနေနဲ့တခြားကစားသမားတွေကစားရလွယ်ကူအောင်အများကြီးကူညီပေးနိုင်တဲ့သူဖြစ်ပြီးတော့သူ့အနေနဲ့ဂိုးတွေသွင်းနိုင်ခြင်းမသွင်းနိုင်ခြင်းထက်ဒါတခြားကစားသမားတွေကိုနေရာရအောင်နေရာလွတ်တည်အများကြီးဖန်တီးပေးနိုင်ခြင်းကလည်းဒါအာဆင်နယ်အသေးအတွက်တကယ်ကိုကောင်းမွန်တဲ့ချက်တစ်ချက်ဖြစ်ပြီးတော့ကျွန်တော်အာဆင်နယ်ပရိသတ်တွေကိုယ်တိုင်ကလည်းဒါဘယ်လိုပြောမလဲဒါဟိုဗီဒီယိုဂရက်စ်နဲ့ပတ်သက်ပြီးတော့ဒါအရင်ကြီးဖီအားတွေမပေးဖို့အတွက်မျှော်လင့်နေဆိုပြီးတော့အလန်ရှီယာကပြောကြားထားတဲ့တစ်ဆက်တည်းမှာပဲဒါပြီးခဲ့တဲ့ရာသီအရဆိုလို့ရှိရင်မီခေးမယ်ရီနိုကိုဂိုင်ဟာ တ်တို့ကိုဒါအာဆင်နယ်ကအသုံးပြုခဲ့တာဖြစ်သည့်တိုင်အောင်ဒါဒီကစားသမားတွေကိုအသုံးပြုပုံနဲ့ Victor Yokres ကိုအသုံးပြုပုံကဒါအာဆင်နယ်အသင်းအကျိုးတက်ရောက်ခံစား권တွေကဒါအရန်ပြောင်းလဲမှုတွေရှိတယ်ဆိုပြီးတော့လန်ရှိရကပြောကြားထားတယ်ဒါဒီအတီမှာသူ့အနေနဲ့ဂိုးတွေအများကြီးတွင်းနိုင်ခြင်းမှာတွင်းနိုင်လိမ့်မယ်ဒါပေမဲ့အာဆင်နယ်အသင်းကစားရလွယ်ကူအောင်တော့သူ့အနေနဲ့အများကြီးလှုပ်စွမ်းဆောင်နိုင်နေဆိုတဲ့ပုံစံမျိုးတွေဒါလန်ရှိရကပြောကြားထားတယ်ဒါမနစ်ကရာဒီယာဒါသူတွင်းထားတဲ့ဂိုးရွေတက်ကိုမိခြင်းမှမိလိမ့်မယ်ဒါပေမဲ့ အာဆင်နယ်တင်းကသူ့ကိုပေးတဲ့အခွင့်အရေးတိုင်းကိုတော့ဒါသူ့အနေနဲ့ဘိုးဖြစ်ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုပြီးတော့ဒါအလန်ရှီယာကဗီတီယောပရက်စ်နဲ့ပတ်သက်ပြီးတော့ဒါသူ့အမြင်လေးတွေကိုဒါပြောကြားသွားတာဖြစ်တယ်အကျောင်းကြီးဘိုးတွေရောဘယ်လိုထင်လဲကျွန်တော်ဗီတီယောပရက်စ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မနေ့ကတင်ခဲ့တဲ့ဗီဒီယိုဒီမှာလည်းဒါကျွန်တော်ပြောကြားထားတာတွေရှိတယ်ဒါချီကျူးထားတယ်လည်းရှိတယ်ဝေဖန်ထားတယ်လည်းအများကြီးရှိတယ်ကျွန်တော်ပရိသတ်တွေကြားထဲမှာလည်းဒါဗီတီယောပရက်စ်နဲ့ပတ်သက်ပြီးတော့ဒါအများကားတည်းမလားဟိုဘယ်လိုပြောမလဲဟိုကောင်းတဲ့ မက်ချက်တွေပေးတယ်လို့မကောင်းတဲ့မက်ချက်တွေလည်းအများကြီးပေးတယ်ကျွန်ညိုကိုတွေရောဘလို့ထင်လဲဗီဒီယိုကရက်နဲ့ပတ်သက်ပြီးဘလို့မြင်ကြလဲဗျာဒါကျွန်တော်ကတော့ဗီဒီယိုကရက်နဲ့ပတ်သက်ပြီးတော့ရှင်းပါတယ်ကျွန်တော်အနေနဲ့ဘာမှပြောစရာမရှိဘူးဗီဒီယိုကရက်ကတပွဲတဲ့တပွဲပိုကောင်းလာတယ်ဆိုတော့ကျွန်တော်တို့တွေအားလုံးလက်ခံတယ်ကျွန်တော်တို့တွေအားလုံးဆိုတော့ကျွန်တော်ကိုယ်တိုင်လက်ခံတယ်ကျွန်တော်ကတော့လက်ခံတယ်ကျွန်ညိုကိုတွေရောဘလို့ထင်လဲကျွန်တော်မသိဘူးလေဒါကျွန်တော်တို့တွေဘာဖြစ်ဖြစ်ဟိုဗီဒီယိုကရက်အနေနဲ့ဒါကျွန်တော်တို့ဒါတခြားလေးကနေပြောင်းလာတာဖြစ် ဖြစ်တယ်လို့ဒါဘယ်လိုပြောမလဲတခြားလေးကပြောင်းလာတိုက်စစ်မှုကစားသမားတွေနဲ့ရှင်လို့ရှင်ဘာဖြစ်ဖြစ်ကျွန်တော်ဗီဒီယိုကရက်ဗျာဒါကို3900ရထားပြီဗျာပြီးတော့အသေးမှာ အကောင်းဆုံးသူ့အနေနဲ့ဟိုဖြစ်တာလေသူ့ကြောင့်ရှုံးသွားတယ်ဆိုတာမျိုးဒါကျွန်တော်မရှိနေဘူးဗျာသူ့အပြစ်တွေကြောင့်ဆိုပြီးတော့ကျွန်တော်ပြောစရာတိတ်ပြီးထွေးထူးရှိမနေဘူးကျွန်တော်အနေနဲ့မြင်မိတယ်ဒါပြော4နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်ကိုးရခဲ့တာကဒါသူ့ရဲ့ပေယောဂါတွေမကင်းတာတွေအများကြီးပါတယ်ဘာလို့လဲဆိုတော့သူ့အများကြီးကျန်တဲ့ပြည်ပကစားသမားတွေသူ့အာယုံရောက်နေချိန်မှာကျန်တဲ့ကစားသမားတွေလွတ်နေတာလေအများကြီးကြုံတွေ့ကြရတယ်ဗျကျွန်တော်ဒီဗီဒီယိုလေးမှာဒါဒီပုံလေးတွေကိုကျွန်တော်နေနေဖော်ပြတော့ပါမယ်โอเคပါအားလုံးကျေးဇူးတင်ပါတယ်